ရုရှားချင်းချမှုကြောင့်ကာကွယ်ရေးအတုံးစင်မြင့်ကြဖို့ဥရောပကိုပြင်သစ်တိုက်တွန်းရုရှားဟာမိမိတို့နိုင်ငံနဲ့ဥရောပသမဂ္ဂ EU နိုင်ငံအားလုံးကိုတိုက်ရိုက်ချင်းချောင်းနေကြောင်းပြင်သစ်သမ္မတအီမန်နွယ်မက်ခရွန်ကတရိပ်ပေးခဲ့ပြီးကာကွယ်ရေးအတုံးစင်ကိုသုံးမြင့်ကြဖို့ EU အဖွဲ့ဝင်တွေကိုတိုက်တွန်းခဲ့ပါတယ်မတ်လ9ရက်မနေ့ကရုတ်တံလိုင်းမှာထုတ်လွှင့်ခဲ့တဲ့မိကုန်တဲမှာ မက်ခရွန်ကယူကရိန်းပဋိပက္ခကိုကမ္ဘာလုံးဆိုင်ရာပဋိပက္ခအဖြစ်ရုရှားဆွဲခေါ်နေကြောင်းဆိုဆွဲခဲ့ပါတယ်။ဥရောပမှာနိုင်ငံတနိုင်ငံကသူ့အိမ်နေခြင်းကိုကျူးကျော်တာကို အလုပ်ပေးလိုက်ရင်ဘာကမှမတိချနိုင်တော့ဘူး။အခုရုရှားရဲ့ချင်းချောက်မှုကယူကရိန်းအပြင်ကျွန်တော်တို့အပါအဝင်ဥရောပအလုံးအထိတက်ရောက်နေတယ်လို့မက်ခရွန်ကပြောပါတယ်။ သူစစ်သက်အတွင်ဘက်ချက်ရဲ့40ရာခိုင်နှုန်းကျော်ကိုမော်စကိုလျှားထားပြီးလာမယ်2030ပြည့်နှစ်အရောက်မှာရုရှားသက်အင်အားတိုးချဲ့သွားဖို့ရည်မှန်းချက်အကြီးကြီးထားရှိကြောင်းပြင်သစ်သမ္မတမက်ခရွန်ကသတိပေးနှိုးဆော်ထားပါတယ်။ဒါကြောင့်ဒီနေ့ရုရှားဟာယူကရိန်းနဲ့တင်းသူ့ကျူးကျော်မှုရပ်သွားမယ်ဆိုတာကိုဘယ်သူကယုံနိုင်ပါလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ဒါဟာကျွန်တော်တို့ယင်ဆိုင်ရမှအမှန်ပါပဲ။ဒီလိုအန္တရာယ်များနေတဲ့ကမ္ဘာဟာ အပျော်လွန်တာဟာယူသွခြင်းပဲဖြစ်လိုက်မယ်လို့မက်ခရွန်ကမှတ်ချက်ချခဲ့ပါတယ်။ယူကရိန်းပြည်ပခါအပေါ်အမေရိကန်ရဲ့တည်ချက်ပြောင်းလဲလာမှုကိုပြင်သစ်ခေါင်းဆောင်ကအစိုးရအကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။အခုအခါကရက်ကိုစစ်ရေးကူညီတာနဲ့ထောက်လှမ်းရေးသတင်းဝေငှတာရဆိုင်ပုံတမ်မရဒေါ်နယ်ထရပ်အစိုးရကဆုံးဖြတ်ထားပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ဟာအင်ဖြူရောမှာယူကရိန်းကောင်းဆောင်ပိုလိုဒီယာဆီလမ်စကီးနဲ့ထရပ်တို့အကြား ဟိုလီတကျော်စကားများကဲ့ပြီးနောက်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်စီလမ်စကီဟာအမေရိကန်ကိုမထီမဲ့ပြင်ပြုတ်ပြီးရုရှားနဲ့ငင်းချမ်းရေးယူဖို့ဝန်လင်းနေကြောင်းတမ်နာထရက်ကဆွဆွဲခဲ့ပါတယ်။မက်ခရွန်ဟာရုရှားကိုဟတ်တန်းနိုင်စွာပုံမအကောင်စေလိုပြီးကာကွယ်ရေးအတွက်အမေရိကန်ပေါ်မှီခိုမှုနှဲပါတဲ့ဥရောပတပ်ပေါင်းစုဖွဲ့ဖို့ဆန္ဒပြင်ပြနေပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။